လီဗာပူးအသင်းပရိသတ်တွေဟာလာမယ့်နှွေမှာရီယယ်မက်ထရစ်အသင်းစီပြောင်းရွှေ့ဖို့နှိစက်နေတဲ့အသင်းနောက်ခံကစားသမားအာနိုးကိုဒေါသထွက်နေကြပြီးသူ့ကိုဒုအသင်းခေါင်းဆောင်ရာဒုကနေဖယ်ရှားပြီးရတ္တိလက်ကျန်ပွဲတွေမှာအတုံးမပြူဖို့လူမှုကွန်ရက်ကားတစ်စိမ်အသင်းကိုတတုံးနေကြတယ်လို့သိရပါတယ်။အသက်26နှစ်အရွယ်အင်္ဂလန်နောက်ခံကစားသမားအာနိုးဟာအသင်းဝိုင်းကစားသမားတွေဖြစ်တဲ့ဆာလာ၊ဗန်ဒိုက်တို့လိုပဲဒီယာဒီကုံမှာလီဗာပူးအသင်းနဲ့စတုတ္တရန်ကုံဆုံးမှာဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့အဲ့ဒီကစားသမား၃စလုံးကိုစရုပ်တဲ့ချုပ်ဆိုဖို့ဆွေးနွေးနေပြီမိလက်ရှိချိန်ထိအဆင်မပြေသေးဘူးလို့သိရပါတယ်။စပိန်ထိပ်သီးရီယယ်မက်ဒရစ်သင်းဟာအာနိုးကိုခွဲယူဖို့အသေးအတန်ချိတ်ဆက်နေပြီးပြီးခဲ့တဲ့ဇန်နဝါရီကလည်းပေါင်တန်း20နဲ့ကမ်းလန်းခဲ့ဘူးလေလို့သိရပါတယ်။ Real Madrid အသင်းဟာလာမယ့်နှစ်မှာ အာနိုကိုပြောင်းရွှေ့ခြင်းအလို့နဲ့ခွဲယူနိုင်မယ်လို့ယုံကြည်နေပြီး Spain Media ချို့ကအာနိုအနေနဲ့ Real အသင်းနဲ့ပုံကိုယ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ဖော်ပြနေကြပါတယ်။ အဲ့ဒီသတင်းလေးကြောင့်လီဗာပူးပရိသတ်အများစုဟာအသင်းငယ်မွေးချမ်းပေါက်ကစားသမားအာနိုးကိုဒေါသပောက်ကွဲခဲ့ကြပြီးသူ့ကိုအသင်းမှာထပ်ပြီးအသုံးပြုတော့ဖို့လူမှုကွန်ရက်တွေမှာရေးသားခဲ့ကြတာပါလီဗာပူးပရိသတ်တွေကအာနိုးကိုထပ်မတုံးနေတော့ သူ့ကိုနှုတ်ဆက်ခွင့်မပေးနဲ့အရှန်ကုန်မာတော်မထိုင်စေနဲ့ဖလားရရင်လည်းသူ့ကိုအောင်ပွဲခံခွင့်မပေးနဲ့လီဗာပူးဖလားရတာကိုသူ့အိမ်ကပဲထိုင်ကြည့်ပါစေသူ့ကိုကစားခွင့်မပေးနဲ့တော့ဖလားရရင်လည်းအန်ဖီးကိုသူ့မလာစေနဲ့စတဲ့မှတ်ချက်တွေရေးသားခဲ့ကြတာဖြစ်ပါတယ်အာနိုဟာအသက်6နှစ်မှလီဗာပူးအကယ်ဒမီသို့စတင်ရောက်ရှိလာခဲ့ပြီးအသင်းအတွက် ပြိုင်ပွဲဆုံး346ပွဲကစားထားကပရီးမီးယားလိနဲ့ချန်ပီယံလိပါဝင် စုဖလား9လုံးရရှိထားတာပါ